ဝါစာဂိုက်စ်မင်္ဂလာပါခဲခုတလောလိုင်းပေါ်မှာတော့ဒီခလဲလေးတွေပျောက်တဲ့အားတွေခဏခဏတွေ့နေရတယ်ဗျာဆိုတော့သတိထားဖို့လိုပါတယ်အရင်သတိထားဖို့လိုပါတယ်လူစင်းတွေကိုလုံးဝယုံကြည်လို့မရပါဘူးဒီဗီဒီယိုဖိုင်လေးကတော့ယတနာလေးဆိုတဲ့အာမင်္ဂလာလေးတယောက်နော်ပျောက်သွားတာနော်အဲဖြစ်စဉ်ကိုပြောသူရဲ့အမေကြီးကနေပြီးတော့ပြောပြထားတာပါဆိုတော့ဒီဗီဒီယိုဖိုင်လေးကြည့်အောင်နော်တစ်ဖက်သားပေါ့ ်ယရနာလေးအသက်ဆုံးဆုံးတို့လို့သူတို့မိသားစုတွေအသက်မဆုံးဆုံးပါစေနဲ့သူရဲ့အာဒူမဖြစ်မဲ့ထင်ပါနော်ဆိုတော့ကြည့်ရဗီဒီယိုပြရဲ့ဖြစ်စဉ်ကိုအာကြည့်ရအောင်ပြဆုံးအောင်နော်နနာလေးရ29ရင်းနေရပျောက်တာတော်ကြီးရယတနာရဲ့အမေကြီးယတနာလေးကနှစ်နှစ်နဲ့ခုနှစ်လပဲရှိသေးတယ် အဲ့29ရက်နေ့မှာမနေ့ပိုင်းလေကွာအဲ့မျိုးသမီးအိမ်ရှိမှလာထိုင်နေတယ်။မြင်းနဲ့မျက်လုံးမှာတွေ့တယ်ကွာ။ तू က तू ကခွင်ကိုစောင့်နေတာနော်။ဒီကလေးတွေရဲ့ခွင်ကိုစောင့်နေတာဗျ။ဘာမှမဆိုင်တော့မပြောဘူးအင်အားသားနဲ့တော့စကားတွေပြောနေတယ်။အော်မိုးတွေပါတော့ဗိုက်ကြီးတဲ့တယောက်ဆိုတော့တနာလို့အိမ်ထဲကိုခေါ်ပြီးတော့မိုးခိုးခိုင်းနေမိုးခိုးခိုင်းမှညနေဆောင်ကြတော့ ခလေးနှစ်ယောက်ကအပြင်မှာသွားပြီးတော့ဟိုနာပိုင်လေးဆိုင်မှာမုတ်သွားဝဲစားတယ်အဲ့ဒီအချိန်မှာအဲ့မိန်းမလည်းစိတ်ခဏပြောက်သွားတယ်ပြောက်သွားတော့ဟဲ့ခလေးတွေဘယ်ရောက်သွားလဲဘယ်ရောက်သွားအဲ့အဲ့ကွဲတော့သူကစောင်းနေတာနော်ဒီနေ့ကောင်အဲ့လိုမိုးခိုးပြီးတော့နော်လည်းမျိုးခလေးအကြီးကောင်ကตาลูกตัวเปลี่ยนหูแม่มาไอ้กูทาแกโหลก้าวอยู่กันไอ้แม่มางารู้เนี่ยမျိုးแล้วหมองารู้หนีโกมามาแล้วหมองนี่ไอ้คลีงาคลีบมาแล้วตั้วชะอยู่ လိုက်ချတော့အဲ့ကလေးမနဲ့အဲ့မျိုးသမီးကမတွေ့တော့ဘူးအတောက်ဆိုင်မှာလည်းမေးကြည့်တော့ဟုတ်တယ်ကလေးနဲ့ကလေးခေါ်ပြီးဟိုဘက်တော့ကျမလိုက်ချတော့မတွေ့တော့အနာကလူတွေကိုခေါ်အဲ့လောက်ကြပါအောင်ကဲကြပါအောင်ဟိုဘိုက်ကြီးတဲမှာကလေးကိုခေါ်သွားတယ်ဆိုပြီးတော့တညာလုံးချလိုက်ကြတာမတွေ့ဘူးည6နာရီခွဲလောက်ကြတော့အညာတားရဲ့ဖုန်းတွေကိုစာလှမ်းပို့တယ်ငါဘယ်သူလဲဆိုတာသိလားငါအကြောင်းသိချင်းရဲစခန်းကိုမေးကြည့်ဆိုတော့ ဒီမိမရဲနဲ့တော်တော်ပိုင်ပုံလေးရပါတယ်နော်ငါအကြောင်းသိချင်းရဲရဲစခန်းကိုမေးမလို့လားဆိုတော့ကိုကလည်းမမေးပါဘူးဘောပြန်ကိုသူ့ရဲ့လုံရင်တူရင်ကိုမင်းကခါကျသိန်းတရာတောင်းတယ်အဲ့သိန်းတရာကိစ္စမှာဘယ်သူမှမတိကြသေးဘူးဘယ်သူမှမတိဘူးအဲ့သိန်းတရာရဲ့ကိစ္စကိုကျမတို့မှအိမ်ကြီးနာချင်းနေရနေပြီးတော့သူရှာရှိတဲ့ရွှေလေးပောင်းသူများရှာရှိတဲ့ရွှေလေးပောင်းလုတ်ပေးကြပါတော်ကြီးအိမ်ရောင်းပြီးပေးပါမယ် ကိုခလေးရရင်ပြီးရောလေအိမ်ပဲကုန်းကုန်းဘလို့ပဲနေရနေရဆိုတဲ့အတွေ့မနေ့၈နာရီကိုပေးပါမယ်လို့ဆိုပြီးတော့မနေ့၈နာရီခုတော့အနာနီးတရားသူ့ချွေတွေပြေးပောင်းကိုချွေတွေပြေးပောင်းသူ့ဘတ်တို့ပောင်းပေးကြတယ်တင်းတရားပြင်ပြီးရော9နာရီနဲ့23မိနစ်မှာရိုးကြီးကနေလှမ်းဖုံးဆက်တယ်ခလေးတယောက်တွေ့ပြီးဆိုတော့ကျမတို့မှာရိုးကြီးသွားရိုးကြီးကြတော့မဟုတ်ဘူးခလေးမေရခမရလာတော့ဟုတ်ပါတယ်ဗောရိုးကြီးကြတော့ မိုင်း20မှာမင်းကလေးအလောင်းတွေးလို့တဲ့မိုင်း20ကိုရောက်သွားပြန်တော့လဲဆေးရုံသေးသွားပြီတဲ့ဆေးရုံကမှကိုမီးလေးရဲ့အလောင်းဖြစ်နေတယ်ဝါအဲ့အချိန်ထိမှလဲအဲ့ဖုံးကတင်းတရာပို့ဖို့အမြဲစာပို့နေသေးတယ်အဲ့ဒီဟာကတော့နည်းနည်းထူဆိုင်တယ်ဗျာနော်တင်းတရာပေးမယ်လို့ပြောတဲ့ပြောထားပြီးသားဥစ္စာကိုသူကဘယ်လိုလုပ်ပြီးတော့အဲ့ကလေးကိုအဲ့လိုလုပ်လိုက်ရတာလဲနည်းတော့ထူဆန်းတယ်လို့ဖြစ်နေတယ်နော် ဲ့ရဲ့စားဒီအကုန်လုံးရဲစခန်းမှာရှိတယ်ဒါပေမဲ့အခုချိန်ကြီးတော့ဗာတည်အစနာမှာမရသေးဘူးအကုန်လုံးခလေးရှိတဲ့မိသားစုတွေမိသားစုတွေလည်းကြောက်နေကြပါပြီသူနဲ့နီးတဲ့ပတ်ဝန်းကျင်မဲ့ဖြစ်ဖြစ်ကိုအနီးနားကလူတွေမိမိအနီးနားကလူတွေဘသူဘာလောက်စားလဲဘသူဘာလောက်စားလဲတကယ်လို့များသိကြမယ်ဆိုရင်တာဝန်ရှိပုဂ္ဂိုလ်တွေအကြောင်းပြပေးပါ နှစ်မဆိုရင်ကိုယ့်အလှဘယ်တော့ရောက်ပါမလဲဆိုတာကိုဖြစ်လာမယ့်အခြေအနေတွေရောက်မှာဆိုလို့စိုးရင်လုံးလို့ကိုခံစားသလိုကိုမီးလေးအသက်ဆုံးဆုံးသွားသလိုသူများကခလေးတွေလည်းကိုလိုမခံစားစေချင်လို့အကုန်လုံးကလည်းဝိုင်းပြီးတော့ကူညီပေးကြပါကြားလေးကတော့နှိမ်သာယာကအာနှစ်ကျော်ကလေးလေးကိုခိုးတော့တဲ့အာဖြစ်စဉ်လေးပေါ့နော်ဆိုတော့ ဟိုမိမကြီးဒီအဲခလေးခိုးတဲ့မိမကလုံးတဲ့ကွဲကတော့လှတယ်ဗျာနော်သူမိမမိုးခိုးတဲ့အကြာကြီးနော်မနေ့ပိုင်းကလေးကမိုးခိုးတာညနေပိုင်းလောက်မှဆိုတော့တနေ့ကုန်ဒီအိမ်မနေနေဆိုတော့ခလေးတွေကသူတို့အမျိုးတွေလာပြီးတော့အဲ့လိုလာလေတဲ့ထင်ပါဘောနော်ဆိုတော့သူတို့မုံစားထွက်တဲ့ရှင်ကြတော့နောက်ကနေအသားလေးမှသွားတယ်ဆိုတော့ခလေးကထင်ပြီလဲသူတို့ဆွေမျိုးတွေလို့ထင်ပြီဆိုတော့ယုံယုံကြည်ကြည်နဲ့အဲ့လိုလိုက်သွားတဲ့ပုံစံမျိုးအားရကတော့ဒီအဲဒီအမကြီးတော့အားတာပေါ့နော်ခလေးကတော့ အာတော့ပြောတော့များတော့ပါဘူးခလေးကတော့ဆွေမျိုးလို့ထင်ရင်ထင်ပါပါဆိုတော့လူတွေကမယုံမိပါစေနဲ့နော်လူတွေကအရင်ကြီးမယုံမိပါစေနဲ့တနာတဲ့စိတ်တွေလေးနည်းနည်းဖြောက်ပါနော်လူတွေကဒီလူကတနာကြဆိုပြီးတော့တနာလို့မရဘူးဗျာနော်လူတွေကတနာတနာဖို့တတဝထိမှလူမပါဘူးနော်အားကြောင့်ရှင်းတဲ့ချောင်းမကေကောင်းဆိုတာနော်အဲ့ဒါတွေသင်ခန်းစာလေးတွေနော်ဆိုတော့ဒါလည်းကတော့ခလေးတရားကအဲခလေး အဲခုံမှုဖြစ်စင်လေပေါ့နော်ဆိုတော့ဆိုတော့ဒါလည်းကသင်ခန်းစာလေးအဲ့ဒီယူကြပါဗျာလူတွေကအများကြီးမယုံကြပါနဲ့နောက်ရှင်းနေချောက်ကိုမကေကောင်းဆိုတာရှိပါတယ်နော်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲโอเค see you next video bye bye